ယူကရိန်းကိုတူမောဒုံးကျည်တွေပင်ထရန့်ပြေးလမ်းပိတ်သွားလိမ့်မယ်လို့ပူတင်ချိန်ချောက်ရုရှားနဲ့ဖြစ်နေတဲ့ယူကရိန်းစစ်ပွဲမှာယူကရိန်းအတွက်ရှေ့တလန်းတိုးစီနိုင်မဲ့တာဝေးပြစ်တူမောဒုံးကျည်တွေကိုယူကရိန်းကိုပို့ဖို့စဉ်းစားနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောလိုက်တာကို AP သတင်းမှာဖော်ပြထားပါတယ်ယူကရိန်းကိုတူမာဟောဒုံးကျည်တွေပို့မလားဆိုပြီး F1 လေယာဉ်ကြီးပေါ်တက်ခါနီတမနာထရန့်ကိုမေးတဲ့အခါသူကကြီးကြတာပေါ့လေ ကျွန်တော်ပိုကောင်းလဲပို့နိုင်မယ်လို့ပြန်ဖြေခဲ့ပါတယ်။တမရထရန်နဲ့ယူကရိန်းတမရဇလန်စကီတို့ပြီးခဲ့တဲ့စနေနေ့နှစ်ရက်မှဒုတိယကြိမ်ဖုံးပြောခဲ့ကြပြီးမှထရန်ကခုလိုပြောလာတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းရုရှားရဲ့တိုက်ခိုက်မှုတွေကိုတံပြန်ဖို့စီးရင်အားခိုင်မအောင်ဇလန်စကီကလှုပ်ဆောင်နေပါတယ်။မော်စကိုဘက်ကတော့ယူကရိန်းကိုတာဝန်ပြီးဒုံးကြီးတွေပေးမယ်ဆိုရင်ပဋိပက္ခကြီးမားတဲ့တင်မမှုဖြစ်စေမယ်လို့ပြောသလိုအမေရိကန်ရုရှားဆက်ဆံရေးလည်းညံ့နာပြက်စရာဖြစ်လိမ့်မယ်လို့အစောပိုင်းမှာပြောထားပါတယ်။ တူမာဒုံးကြီးတွေမိုင်ပေါင်း1500အထိသွားနိုင်ပြီးယူကရိန်းဘက်ကနေပြည်ရင်မော်စကိုအထိရောက်နိုင်ခြင်းရှိပါတယ်။ထရာအစ္စရေးကိုမထွက်ခါခင်မှာသတင်းတောက်တွေနဲ့စကားပြောခဲ့တာဖြစ်ပါတယ်။ယူကရိန်းတောင်းထားတဲ့တူမာဒုံးကြီးတွေကိစ္စရုရှားနဲ့သူစကားပြောနိုင်ခြင်းရှိတယ်လို့လည်းထရန့်ကပြောပါတယ်။လုံနိုင်မယ်လို့မျှော်မှန်းထားတဲ့စစ်ပွဲကိစ္စအဖြေရှာရေးမလုံနိုင်ဘူးဆိုရင်တော့အကြောင်းဖန်သွားလိမ့်မယ်လို့ကျွန်တော်သူတို့ကို ြောကောင်းပြောမယ်။တူမာတော့ဒုံးကြီးတွေကသူတို့ရုရှားဘက်ကိုလှည့်လာတာမျိုးသူတို့ဖြစ်ချင်မလားဆိုရင်ဖြစ်ချင်မှုလို့ပဲကျွန်တော်ထင်တယ်လို့တမ်မရာဒေါ်နယ်ထရန့်ကပြောပါတယ်။ကီဘာတာဝေးဒုံးကြီးတွေပြေးဖို့တောင်းထားတာကြာပြီဖြစ်ပြီးဒီဒုံးကြီးတွေကရှေ့တန်းစစ်မျက်နှာအကျော်ကရုရှားမျိုးတွေကြီးရောက်နိုင်တယ်ဆိုတာကိုလေးပေးပြောနေပါတယ်။ဇလန်စကီးနဲ့ဖုံပြောတော့ကထရန့်ဟာတာဝေးပြည်လက်နက်တွေလေးချောင်းကာကွယ်ရေးစနစ်တွေတိုးမြင့်ရေးလို့ယူကရိန်းရဲ့စစ်ရေးစွမ်းဆောင်ရင်ကိစ္စတွေဆွေးနွေးခဲ့ပါတယ်။ယူကရိန်းမှာတော့မြို့တော်ကီဘတ်ပါဝင် မြို့ကြီးတွေကရုရှားရဲ့ဒရုန်းနဲ့ဒုံးကြီးတွေတန်ကိုကြီးကြီးမားမားခံစားနေရပါတယ်။ရုရှားကစွန့်ရင်ဖြတ်တောက်ဖို့ရည်ရွယ်ပြီးယူကရိန်းရဲ့စွန့်ရင်ဆိုင်ရာအခြေခံအဆောက်အဦတွေကိုပြစ်မှတ်ထားနေပါတယ်။၂022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုအင်အားဖြင့်ကျူးကျော်မှုစတင်ခဲ့တဲ့ရုရှားဟာတူမာရော့ဒုံးကြီးစစ်ပွဲရဲ့လမ်းကြောင်းကိုအရွှေ့ပြောင်းမဖြစ်စေမဲ့အကြောင်းဖော်ပြလို့ရှိပါတယ်။ ယူရိန်းကဒုမဟုတ်ဒုံကြီးသာအမှန်တကယ်ထောက်ပံ့မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်ခဲ့အဲ့ဒီအတွက်အကျိုးဆက်တွေကကောင်းမှာမဟုတ်ဘူးလို့ရုရှားဘက်ကတတိပေးခဲ့ပါတယ်ရုရှားသမ္မတဟောင်းလည်းဖြစ်ရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယအကြီးအကဲတာဝန်ယူထားသူလည်းဖြစ်တဲ့ဒီမီထရီမဗီဒတ်ကအထူးသဖြင့်ထရန့်အတွက်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့အနီးကပ်လက်ရုံးတူလည်းဖြစ်တဲ့ မတီဘတ်ဟာရင်ကလေးကထရန့်ကိုလူမှုကွန်ရက်ပေါ်မှာမကြာခဏဝေဖန်ခဲ့လောင်ပြောင်ခဲ့သူလည်းဖြစ်ပါတယ်။ထရန့်ကရုရှားသာယူကရိန်းစစ်ပွဲကိုရပ်တန့်မှုဆန္ဒမရှိဘူးဆိုရင်သူ့အနေနဲ့ယူကရိန်းစီတာဝေးပြစ်တူမော်ရိုဒုံးကြီးတွေထောက်ပံ့ပေးတာမျိုးကိုလေးနဲ့စဉ်းစားရလိမ့်မယ်လို့သတိပေးခဲ့တဲ့နောက်မတီဘတ်ကအခုလိုတုံ့ပြန်လာတာပါ။အဲ့ဒုံးကြီးရကီလိုမီတာ2500မိုင်1550ကျော်လောက်ထိပြန်တန်းနိုင်ပြီးရုရှားရဲ့မြို့တော်မော်စကိုအထိယူကရိန်းကလက်လန်းမီအောင်တိုက်ခတ်လာနိုင်တဲ့သဘောပါ။ Telegram မှာရေးသားထားရမှာတော့ multi-pack ကတူမာရောတွေကိုပြစ်လွတ်လိုက်ပြီဆိုတာနဲ့တက်ဆင်ထားတဲ့ထိပ်ဘူးကတမာယိုကြအမျိုးအစားလားနျူကလ িয়ার လက်နက်လားဆိုတာကိုခွဲခြားနိုင်မှုမဖြစ်နိုင်တော့ကြောင်းထောက်ပြထားပါတယ်ဒီတော့ယူကရိန်းကသာတူမာရောတွေစတဲ့ပြစ်ကတ်ပြီဆိုရင်ရုရှားအနေနဲ့ရုရှားအနေနဲ့ဘယ်လိုစဉ်းစားပြီးတုံ့ပြန်သင့်တယ်လဲလို့လည်းသူကမေးခွန်းထုတ်ထားပါတယ်သူကထွန်းအရင်ကရုရှားနိုင်ငံသားကို နျူကလ িয়ার ရေငုပ်သင်းမောတွေဆင်လွတ်မယ်ဆိုတာမျိုးချိန်လား၆လားလောက်ခဲ့ဘူးကြောင့်အခုဒီချိန်မှာလည်းအဲ့ဒီလိုပဲတကယ်မဟုတ်တဲ့ချိန်ချောင်းမှုတတ်တတ်ဖြစ်ဖို့မျှော်လင့်ကြောင်းအဲ့ဒီစာတူမော်တော့ယူကရိန်းစီတကယ်ပို့မယ်ဆိုရင်အားလုံးအတွက်အထူးသဖြင့်ထရန့်အတွက်အကျိုးဆက်တွေကကောင်းမှာမဟုတ်ကြောင်းမတ်တီဘက်ကဆိုထားပါတယ်ထရန့်ကတော့ဒူမော်တို့ဒုံးကြီးရဲ့စွမ်းရည်တွေကိုချီယူထားပြီးရုရှားအနေနဲ့အဲ့ဒီလက်နက်တွေသူတို့စီပြန်တန်းရောက်ရှိလာမှာကိုလိုလားမှာမဟုတ်ကြောင်းတတိပေးထားပါတယ်လက်တလုံးမှာတော့ယူကရိန်းတံမရ ပိုလိုဒီမာဇလက်စကီကသူဟာတိုမာရော့ရဲ့အပါအဝင်တာဝန်ပြလက်နက်တွေအမေရိကန်စီကအကူအညီရရှိနိုင်ရေးအတွက်ထရန့်နဲ့တွဲဆုံဆွေးနွေးဖို့စီစဉ်ထားကြောင်းပြောကြားထားပါတယ်။ရုရှားကစစ်ပွဲကိုမရဘဲဆက်တိုက်ခိုက်နေမယ်ဆိုရင်ယူကရိန်းစီတိုမာရော့ဒုံးကြီးတွေပေးဖို့အမေရိကန်တမ်မရဒေါ်နယ်ထရန့်ကဆုံးပြတ်ပွဲရှိနေကြောင်းလည်းသိရပါတယ်။ရုရှားနဲ့ယူကရိန်းကြားသုံးနှစ်ခွဲကျော်ကြာမြင့်လာတဲ့စစ်ပွဲကိုရက်စဲစေဖို့အမေရိကန်အစိုးရကကြားဝင်ညှိနှိုင်းနေပြီးမှရုရှားကအမျိုးမျိုးကြောင်းပြန်ရှောင်လွှဲပြီး စစ်ပွဲတပ်တန်းကိုဆွဲဆန့်နေတယ်လို့ထရန့်က ယူဆနေပါတယ်။စောပိုင်းတုန်းကထရန့်ဟာစစ်ရေးဆဲရေးအတွက်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့အနီးကပ်ထိတွေ့ဆွေးနွေးတဲ့နီးလန်းတွေကိုတုံးခဲ့ပေမဲ့လည်းရုရှားရဲ့အမျိုးမျိုးလှဲလှက်ပတ်နေမှုတွေကိုစိတ်ကုံလာရှိပြီးယူကရိန်းကိုပို့ပြီးတိုက်ရိုက်ကြကြထောက်ခံလာနေတာဖြစ်ပါတယ်။အော်တိုဘာလ12ရက်နေ့မှာထရန့်ကရုရှားစစ်ပွဲကိုမရက်ဘူးဆိုရင်သူကလည်းအမေရိကန်ရဲ့တာဝန်ပြတူမော်ဒုံးကြီးတွေယူကရိန်းအတွက်အသုံးပြုခွင့်ပေးသွားဖို့ရှိတယ်လို့ပြောထားပါတယ် ရာယူကရိန်းစီအဲ့ဒီနိပညာတွေဒုံးကြီးတွေထောက်ပံ့ပေးဖို့စဉ်းစားနေကြအောင်ရင်ကလေးကသတင်းတွေထွက်ပေါ်နေခဲ့ပြီအခုတော့သူကိုယ်တိုင်ကပါဒီကိစ္စပေါ်မှတ်ချက်ပေးလာတာဖြစ်ပါတယ်အော်ဒဝါလာစနေရနေ့တော့ငါအစ်စရေးစီမထွက်ခွာမီ F41 လေးရင်အပေါ်တက်မှာသတင်းတော်တွေနဲ့တွေ့ဆုံတဲ့အခါတွားကသူဟာအစ်စရေးတမ်ရဘိုလိုဒီမာဇီလန်စကီနဲ့လက်နက်ထောက်ပံ့ရင်ကိစ္စဆွေးနွေးဖြစ်ခဲ့တယ်လို့လည်းပြောပြထားပါတယ်အော်ဒဝါလာ17ရက်နဲ့17ရက် စလုံးဖုံးဆက်ဆွေးနွေးခွဲကြရမှာဇီလန်စကီးကတိုမော်ရောရရှိရေးတောင်းဆိုခဲ့တယ်လို့လည်းထရန့်ကအတည်ပြုသွားပါတယ်တိုမော်ရောရဲ့အမေရိကန်ရဲ့လက်နက်တိုက်ထဲမှာစွမ်းဆောင်ရည်အမြင့်ဆုံးလက်တွေ့တိုက်ပွဲဝင်မှတ်တမ်းကောင်းတွေအများဆုံးပိုင်ဆိုင်ထားတဲ့ဒုံးကြီးတွေပါတိုမော်ရောရဲ့အကွာဝေးကီလိုမီတာ2500လောက်ကပြင်းမှတ်တွေကိုတော့တတိယရောက်ချိန်မုံနိုင်တဲ့အတွက်ယူကရိန်းဟာမော်စကိုမြို့တော်အထိလက်လန်းမီအောင်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်ရုရှားဘက်ကတော့ယူကရိန်းစီတိုမော်ရောဒုံးကြီးတွေထောက်ပံ့တာမျိုးမလုပ်ဖို့ မယူကန်ကိုရည်ရွယ်သတိပေးထားပြီးအဲ့ဒီလောက်ရဟာစစ်ပွဲမှာပိုပြီးတင်းမှကြမ်းတမ်းတဲ့ရန်လိုမှုကိုစတင်လာမှုခြေလန်းသစ်ဖြစ်သွားလိမ့်မယ်လို့ပြောကြားထားပါတယ်